ကာတွန်းဆရာတရားကျော်ပါဝင်ရေးဆွဲပြီးတကွက်ကာတွန်း200ကျော်ပါဝင်နဲ့ငင်းချမ်းရေးကာတွန်းပြပွဲကိုမြို့တော်ခမ်းမရှိမှာပြသနေတာဖြစ်ပါတယ်ကျွန်တော်မျိုးကြီးပါပါနေကြတဲ့လူတွေတောင်မှဟိုဒီလိုလိုချင်နေကျွန်တော်အခုစစ်ဖြစ်နေတဲ့နေရာနောက်ပြောအစွန်နေစွန်နေပြားတွေသာတိုင်းရင်းသားတွေသူတို့ဆိုကျွန်တော်တို့ထက်လောင်ပုံပြီးလိုချင်လိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့နော်ဒီဒီဥစ္စာလေးလည်းပါလာပါလိုချင်တဲ့စိတ်နဲ့ငင်းချမ်းနေတဲ့စိတ်နဲ့နောက်တစ်ခါကျွန်တော်ကာတွန်းလောကသားတွေစူးစူးစီးစီး ်နိုင်ငံအတွက်လောက်ကြတဲ့ကိစ္စလေးတွေပေါ့နော်ဒါလေးလည်းဖြစ်ဖြစ်ချင်လို့ဒီဘွဲကိုလောက်တာဒီတိုင်းပြည်မှာလိုအပ်နေတာကငြိမ်းချမ်းရေးပဲငြိမ်းချမ်းရေးမရှိလို့ရှိဘာမှလုပ်လို့မရဘူးတော့တိုင်းပြည်ကိုမပြောနဲ့အိမ်တော်စုတစုတော်မှာ လေရမရရဲ့နေ့စဉ်ရံဖြစ်နေမယ်ဆိုရင်သာသမီတွေလည်းမပျော်ဘူးပေါ့ဒီလိုပဲတိုင်းပြည်မှာเนาะ မငြိမ်းချလို့ရှိရင်တိုက်လူပြည်သားတွေလည်းစိတ်ဆင်းရဲရတာအဓိကတော့ငြိမ်းချရေးရရင်ပိုကောင်းတာပေါ့တိုက်ပွဲတွေရပ်တန့်ပြီးဖို့တိုက်ပွဲတွေကြောင့်ပြည်သူတွေဒုက္ခရောက်နေရတာငြိမ်းချရေးအမြန်ဆုံးရရှိဖို့စတဲ့ငြိမ်းချရေးကာတွန်းတွေဖြစ်ပါတယ်ဒါကလူတွေရဲ့စိတ်အားထက်သန်မှုကိုပြတာဗျလူတွေလို့ကျွန်တော်ပြောလိုက်ရတာကကာတွန်းဆရာတွေအပါဝင်နိုင်ငံသားတွေတာမန်ပြည်သူတွေအမှုပညာရှင်တွေရောစရေးစစ်ကြီးအကုန်ပါမယ်ဗျအဲ့လူတွေရဲ့စိတ်အားထက်သန်မှုကိုပြတာပဲ။ ခင်ဗျာခေတ်ဆက်ဆက်မှာဗျာငင်းငိုင်းလောက်ခဲ့ကြတာပဲဗျာကျွန်တော်တို့မုံဝေးခင်တွေကတိုက်တဲ့စစ်ကျွန်တော်တို့မုံဝေးခင်တွေကလည်းစကားတွေပြောခဲ့ကြတာပဲဒါပေမဲ့ဒီနေ့ထိလူရင်းမရောက်သေးဘူးပေါ့အဲဒီတခါတော့လူတွေရဲ့စိတ်အားထက်သမှုကဘလောက်များတယ်ဆိုတာပြနေတယ်ဒါပေမဲ့အဲ့ဒီစိတ်အားထက်သမှုများတယ်ဆိုတာတော့ကျွန်တော်တို့ဒီတကယ်လောက်ရတဲ့လူတွေအတွက်အကောင်းဆုံးတွန်းအားလည်းဖြစ်တယ်လို့ဖိအားလည်းဖြစ်သွားနိုင်တယ်အဲ့ဒါကိုကျွန်တော်ပြောချင်တာ ဘလိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေအားလုံးကတော့ငြင်းငြိမ်းလူချင်းကြတာပဲဒီပဲလေဘသူမှတော့စိတ်ကိုတော့မဖြစ်သင့်ကြပါဘူးဒါတော့ခေါင်းဆောင်ကြီးပေါ်မှာအများကြီးမူတည်ပါတယ်ပြည်သူလူထုအနေနဲ့အားလုံးကတော့ငြင်းငြိမ်းကိုမလိုချင်တဲ့လူဆိုတာဘသူမှမရှိဘူးပေါ့နော်အဲဒါပေမဲ့ခေါင်းဆောင်တွေအားလုံးကတက်ညီလက်ညီနဲ့ငြင်းငြိမ်းဖော်ဆောင်ပေးတော့ပြည်သူလူထုကတော့အားလုံးနောက်ကလိုက်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဒီပြပွဲကိုဩဂတ်စ်လ12ရက်နေ့ကနေ14ရက်နေ့အထိ၃ရက်ကြာမနက်9:00ကနေညနေ6:00အထိကတ်တာမှာဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်ကလည်းရေဘေးကယ်ဆယ်ရေးရန်ပုံငွေအတွက်လည်းကာတွန်းဆရာတွေစုပေါင်းပြီးကာတွန်းနေပြသတာတော်ရလှူဒါန်းတွေပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။